လူငယ်ရီကိုအားပေးတဲ့တတိကြီးရဲ့ချီးမြှင့်မှုကြောင့်မြေကွက်တကွက်စီရသွားခဲ့တဲ့ U19 အတင်းကညီညီတန်းနဲ့ဆိုင်းမြန်မင်း U19 အတင်းသားတွေရဲ့စီးလုံးညီညွတ်မှုတွေကြောင့်ပဲအာရှဖလားခြေစစ်ပွဲကိုအောင်မြင်သွားခဲ့တာအလုံးကဝမ်းသာခဲ့ကြပါတယ်။ဒီအတင်းတွေကညီညီတန်းနဲ့ဆိုင်းမြန်မင်းကတော့ဂွန်ပြူလက်ဆောင်အဖြစ်မြေကွက်တကွက်စီရရှိသွားခဲ့ပါတယ်။ ညီညီသားနဲ့ဆိုင်းမြတ်မင်းကရွှေပြည်သားသားရင်းဖြစ်တာကြောင့်ရွှေပြည်သားကမျိုးဆောင်းလို့ရပါရှင်တထေးကြီးဇနီးမောင်နှံကစုချင်းမြလိုက်တာဖြစ်ပါတယ်။ပေ20 60အကျဲဝန်းနဲ့ချန်တချန်စီကိုစာချုပ်စာလမ်းနဲ့တကွပေးရလိုက်တာဖြစ်ပြီးလူငယ်တွေကိုစူးစမ်းစဉ်စိတ်ဖြစ်လာအောင်ချင်းမြင့်ပေးတာဖြစ်ပါတယ်။ မျိုးဆောက်လုပ်ရေးပိုင်ရှင်တထေးကြီးဖြစ်တဲ့ဦးခင်မောင်ထွေးကရွှေပြည်သားမျိုးကလူငယ်ចောင်းသားတွေကိုအရှမ်းတိုးတက်စေခြင်းသူပါဒါကြောင့်ចောင်းစာမှာပဲဖြစ်ဖြစ်အားကစားမှာပဲဖြစ်ဖြစ်ထူးချွန်ရင်စုတွေချင်းမြင့်လိုက်ပါရင်ရွှေပြည်သားသားနှစ်ယောက်ဖြစ်တဲ့ညီညီတန်းနဲ့အဆိုင်မြတ်မင်းကိုလည်း U19 အသင်းခြေစစ်ပွဲနိုင်သွားရင်စုကြီးကြီးပေးမယ်လို့ပြောထားတာပါညီညီတန်းကတော့ဂိုးတကိုးပါတွင်ခဲ့ပြီးနိုင်ငံကုံဆောင်ပေးခဲ့တာပါပေးခဲ့တဲ့ကတိအတိုင်းပဲဦးခင်မောင်ထွေးကညီညီတန်းနဲ့အဆိုင်မြတ်မင်းကိုခြံတကွက်စီစုချင်းမြင့်ပေးလိုက်ပါတယ် အခမ်းအနားနဲ့စာချုပ်စာရမ်းတွေချင်းမြင့်ပေးတာဖြစ်ပြီးဒီ channel မှာအိမ်ဆောင်နေလို့လည်းရပါတယ်လက်ရှိမှာတော့ channel မှာကွန်မင့်တွေကိုစိုက်ပျိုးထားပါတယ်ကွန်မင့်တွေကဖြစ်ထွန်းအောင်မြင်ပြီးလက်ရှိမှာလည်းဝင်ငွေရနေပါတယ်ဒါကြောင့်ကွန်ရွက်တွေရောင်းရင်တော့ဝင်ငွေရမယ့် channel ကြီးဖြစ်ပါတယ်ဘောလုံးကန်ရင်းနဲ့ဘဝအာမခံချက်ဝင်ငွေရရအောင်ဥက္ကမောင်ထွေးကအစီအစဉ်ပေးတာပါခြံခွက်ရဲ့တံပိုးကလည်းမနေသလိုကွန်လေးစိုက်ထားပြီးသားဖြစ်လို့အမျက်တွေရနေပြီးသား channel ဖြစ်ပါတယ် ဒီလိုချင်းမြင့်နိုင်ဖို့ကတော့တော်ရုံစေတနာနဲ့မရပဲမြို့သားတွေကိုတကယ်အားပေးခြင်းနဲ့တတိကြီးဖြစ်ပါတယ်။ဥက္ကမောင်ထွင်းကစေတနာကောင်းသူဖြစ်လို့ဒီ channel မှာရေးရင်းလဲတူပေးထားပါသေးတယ်။ဒီလိုရက်ရောတဲ့တတိကြီးဇနီးမောင်နှံက U19 အတင်းအတွက်လဲ350ကိုချင်းမြင့်အောင်မှာဖြစ်ပါတယ်။မကြခင်တော့ U19 အတင်းကအာရှဖလားမှာတွားရောက်ရှင်ပြိုင်ကြတော့မှာဖြစ်ပါတယ်။ ်ကိုမျိုးသားတွေကိုကွန်ပျူတာလိုကိုနေဆိုင်ပြိုးထားတဲ့ခြံွက်တစ်ကွက်စီချင်းမြင့်လိုက်တဲ့တတိကြီးရဲ့စိတ်ဓာတ်ကိုသဘောကျရဲ့လားဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်ရှင်